စကိုင်းတိုင်းတပည့်ရင်းမြို့နယ်အိုတဲ့နေရစာသင်ကျောင်းကိုစိုးစုကလေကြောင်းပုံးကျက်တိုက်ခိုက်မှုမှာထိခိုက်ဒဏ်ရာရရှိခဲ့သူတရာကျော်အနက်ကိုလဲအင်ကဖြတ်တောက်ပြစ်လိုက်ရသူ14ဦးရှိပြီးတော့ဒဏ်ရာအပြင်းထန်ရသူ20ဦးတိရှိနေတယ်လို့တပည့်ရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်ကိုလဲအင်ကဖြတ်တောက်ပြစ်ရသူ14ဦးမှာကျောင်းဆရာတဦးနဲ့ကျောင်းသားကျောင်းသူ13ဦးဖြစ်ပြီးခြေလက်ဖြတ်တောက်ပြစ်လိုက်ရသူနဲ့မျက်လုံးဆုံးရှုံးလိုက်ရသူတွေပါဝင်ပါတယ် မြို့နယ်တွင်ဆေးရုံစည်းကမ်းမရှိတာဆေးရုံစည်းကမ်းသွားရောက်ကုသဖို့အတွက်လဲစုစုက ခွင့်မပြုတာမသွားလာရဲတာတွေကြောင့်ကောင်းစားဆေးဝါးကုသခွင့်မရဘဲရရှိတဲ့ဆေးဝါးလေးနဲ့အဆင်ပြေအောင်ကုသပေးနေရတာဖြစ်ပါတယ်။စုစုကပြီးခဲ့တဲ့မေလ12ရက်ကအိုတိန်နေရစာတင်ကြောင်းကိုလေကြောင်းပုံကျဲတက်ဖြတ်ခဲ့ရာဆီယမ2ဦးအပါအဝင်တည်ဆုံးသူ24ဦးနဲ့ဒဏ်ရာရရှိသူ102ဦးရှိပြီးတချို့ကထိတ်လန့်ပြီးရွာကိုစွန့်ဝါတိမ်းရှောင်သွားကြတာတွေလည်းရှိပါတယ်။ ဥတိတ်တွင်ရစာသင်ကျောင်း၄ကျောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ဒဏ်ရာရတဲ့ကလေးငယ်တွေနဲ့သူတို့ရဲ့တငယ်ချင်းကလေးငယ်တွေဟာစိတ်ပိုင်းဆိုင်ရာစိုးရိမ်ထိလက်မှုတွေခံစားနေကြရပါတယ်။